ဧပြီလ30ရက်နေ့နာနဲ့6နာရီအလုံးမမင်္ဂလာပါမောချန်နယ်လီယံကျေးဇူးလိုက်ပါတယ်မဟုတ်ခုတက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဧပြီလ30ရက်နေ့ကနေပြီးတော့မေလ10ရက်နေ့အထိကိုမုံနယ်သတင်းနဲ့ငလင်သတင်းကိုချွတ်တင်ခမန်းပေးထားတဲ့မိုးလေဝသပညာရှင်ဦးထစ်တင်ရဲ့ဗီဒီယိုလေးကိုတက်ဆက်ပေးမှာပဲဖြစ်ပါတယ်ချီတဲ့မျိုးတွေအတွက်ချွတ်တင်ပြင်ဆင်ကောက်ွယ်လို့ရအောင်လို့ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုလေးကိုစောင့်ထိလက်ပတ်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်2025ခုနှစ်ဧပြီလ30ရက်နေ့နာနဲ့6နာရီ ဂျိုတို့ကပေးပို့တဲ့အချက်လက်များနဲ့မြန်မာနိုင်ငံရာသီဥတုအခြေမြကိုဆက်လက်လေ့လာသုံးသပ်တင်ပြမှာဖြစ်ပါတယ်။ဒီကနေ့ဂျိုတို့ကတရားရှိတဲ့တိုက်တာချက်များအရမြန်မာပြည်တဲကို တိုက်ခတ်နေတဲ့လေဘူးစီးကြောင်းဟာ AR မြေယိုးမှအပေါ်ကိုတက်သွားသလိုပဲမြောက်ဘက်ကဆင်းလာတဲ့လေစီးကြောင်းဟာမုံရွာနားမှာစုံရက်ဖြစ်ပြီးတော့လေဆိုင်ဝဲလေးတစ်ခုဖြစ်နေပါတယ် အဲ့ဒီလေဆိုင်ဝဲကြောင်းမလို့ဒီမှာ graphic ပြတဲ့ scale တွေနဲ့ဂျိုရုတွေတိုင်းတာကြဲရပတ်လဲတက်ခတ်မှုဖြစ်နေတာတွေ့ရပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့အသေးစိတ်ကြည့်မယ်ဆိုရင်တော့မြမာပြည်လေဘန်းကတက်သွားတဲ့လေဟာရှမ်းပြည်တောင်တန်းကြီးကနေပတ်ပြီးတော့ကျွန်တော်တို့ညောင်ဦးနားအထိဆင်းလာတာကျွန်တော်တွေ့ရပါတယ်။ကျွန်တော်တို့သတိထားမှာအောက်ကတက်လာတဲ့လေဘူးကအပေါ်ကဆင်းလာတဲ့ လေအေးကိုရိုက်ချတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဏီမုံရွာစောညောင်ကြားထဲမှာမြေဆိုင်လီတိုက်ခတ်မှုဖြစ်ပြီးတော့လေစုံကျက်ဖြစ်တဲ့အခါမှာ ပြင်းထန်တဲ့ဒေပြင်းတိုက်ခတ်မှုတွေကြောင့်မလို့အထူးသတိထားဖို့လိုပါတယ်။နေ့လယ်၁၂နာရီရောက်တဲ့အခါမှာတော့ကုံတွင်းအပူချိန်စုပ်ယုံမှုကြောင့်မလို့မြမပြည်အလဲပိုင်းမှာဆက်လက်လေတုရှုပ်ထွေးမှု တို့မဟုတ်ပလဲတိုက်ခတ်မှုတွေဖြစ်တော့တဲ့ကြောင့်မလို့ကောင်းငင်ပေါ်ကဆင်းလာတဲ့မိုးရေတွေကိုဘလို့ဗမာပြည်မြေကြီးပေါ်ကြာမလဲဆိုတာဆက်လက်လည်လာကြဒီကနေ့မနေ့6နာရီတိုင်းတာကျဲရဘင်္ဂလားပင်လယ်မှာရေငွေ့ထုတ်လုပ်မှုဆက်လက်မြင့်မားနေပြီးတော့ဒါကတော့အညိုရောင်တွေကအနိတ်မှရှိတဲ့တိမ်တွေဖြစ်ပြီးတော့ဝင်လာတဲ့လေစီးကြောင်းနဲ့ပါလာတဲ့ရေငွေ့တွေက မြန်မာပြည်အလဲပိုင်းရဲ့အပူလှိုင်းထုတ်လုပ်မှုကြောင့်ကောင်းငင်ပေါ်တက်သွားပြီးတော့တောင်တန်းရဲ့အေးအေးမှုနဲ့တွေ့ပြီးတော့မိုးဖြစ်ရွာကျရင်းနဲ့ဒီကနေ့မနေ့6နာရီရောက်တဲ့အခါမှာတော့မြန်မာနိုင်ငံတနိုင်ငံလုံးမှာ နေရာစိတ်စိတ်မိုးရွာသွန်းတာကိုကျွန်တော်တို့ခမန်းဆက်တွေကပြသနေပါတယ်အထူးသဖြင့်မန္တလေးတိုင်းအထက်ပိုင်းမှာ ရှိတဲ့မန္တလေးရွှေဘိုနမ်တူကြားမှာ မိုးရေချိန်နှစ်လက်မဝန်းကျင်အထိမိုးရွာတုံးနိုင်ပါတယ်ကျွန်တော်တို့ကာမကောင်းစွာနဲ့မကွေးတိုင်းကတော့အခုတည်းအထိတချို့နေရာတွေမှာမိုးမကြနိုင်သေးပါဘူးတာချင်းလေးမဲဆိုင်မှာဆက်လက်ပြီးတော့မိုးရွာတုံးနေမှာဖြစ်ပါတယ်မြောက်ရီမဲဆောက်အောက်ဖက်ဖလူဒေသမှာဆက်လက်မိုးရရှိမှာဖြစ်ပါတယ်မနေ့6နိုင်ရနေပြီးတော့နေ့လယ်7နိုင်ရောက်တဲ့အခါမှာလည်း မြမာပြည်အနှံ့ပြနေရစိတ်စိတ်မိုးဆက်လက်ရွာသွန်းပြီးတော့ချင်းမိုင်နဲ့တာရှိလိတ်ကြားမှာမိုးနှဲငယ်များနိုင်ပါတယ်ထို့အတူရှမ်းပြည်နယ်အလယ်ပိုင်းမှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်နေ့လယ်7:00နာရီကနေပြီးတော့ညနေ6:00နာရီတွင်းမှာဆိုရင်တော့မြမာပြည်အနှံ့ပြဆက်လက်မိုးရွာသွန်းနေတာကိုတွေ့ရမှာဖြစ်ပါတယ် ညနေ6နာရီမှည7နာရီရောက်လို့ရှိရင်လေကျွန်တော်တို့တက်လက်ပြီးတော့မိုးရွာသွန်းနေပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်မှာမိုးပါသွားနိုင်ပါတယ်ကျွန်တော်တို့သတိပြုရမယ့်ချက်ကတော့စောစောကပြောတယ်မကွေးခရိုင်နဲ့ပြည်ခရိုင်နေပြီးတော့ကြားမှာနေရာကွက်ပြီးတော့မိုးများနေတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်အဲ့ဒီတော့ 30ရင်းနေတရက်လုံးလုံးရနိုင်မဲ့မိုးရေချိန်တွေကိုကျွန်တော်တို့ပြန်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နေပြည်တော်မကွေပြည်ကြားမှာမိုးရေချိန်နှစ်လမဝန်းကျင်ဒီပါ ရရှိနိုင်တယ်လို့ပဲပြည်အောက်ပိုင်းရခိုင်ပြည်နယ်တောင်ဘက် AR ဒီတိုင်းရန်ကုန်တိုင်းအောက်ပိုင်းမကွေတိုင်းအောက်ပိုင်းတို့မှာမိုးများနေတာတွေ့ရတယ်လို့ပဲရှမ်းပြည်နယ် နမ်တူနဲ့ရွှေဘိုမန္တလေးတိုင်းအရှိပက်ရှမ်းပြည်တစ်ခုလုံးอ่ะဆိုလို့ရှင်မိုးရရင်နှစ်လက်မနီးပါးအထိမိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်ချင်းမိုင်နဲ့ချင်းရိုင်းကြားမှာလည်းဆက်လက်ပြီးတော့မိုးကြီးနိုင်လို့ပဲမဲဆောက်မှာမိုးနှင်းငယ်ကြွာနိုင်ပါတယ်ဘန်ကောက်မှာတော့မိုးကင်းစင်သွားတာတွေ့ရပါတယ်လာမဲ့တရက်နဲ့မနေ့ တဏှာရနေပြီးတော့မနေ့6နာရီအတွင်းမှာဆိုရင်ဗမာပြည်အနှံ့ပြားမှာဆက်လက်ပြီးတော့မိုးရွာသွန်းနေပြီမယ်လေကရင်ပြည်နယ်တနင်္လာရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းတို့မှာမိုးအနှဲငယ်ဆဲသွားပြီးတော့နေရာကွက်ကြားလောက်သာရွာနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့သတိထားမှာတော့မန္တလေးရွှေဘူနမ်တူကြားမှာရှိတဲ့ဒေသ မှာကတော့မိုးဆက်လက်များနိုင်ပါတယ်။မနေ့6နိုင်ရနေတော့နေ့လယ်7နိုင်ရောက်တဲ့အခါမှာလည်းမြမပြီအနှံ့ပြနေရာကွက်ကြားဆက်လက်မိုးရွာသွန်းပေမဲ့လည်းရန်ကုန်တိုင်းပဲခူးတိုင်းတရင်ပြည်နယ်တရင်းနိုင်တိုင်းတို့မှာမိုးပြတ်သွားနိုင်ပြီးတော့ချင်းမိုင်မှာမိုးနှဲငယ်ရွာသလိုပဲမဲဆောက်မှာမိုးပါသွားပြီးတော့ဘန်ကောက်မှာလည်းမိုးမရှိတော့ဖြစ်သွားပါတယ်။ နေ့နဲ့ဆန်းနိုင်မှာညနေ6:00နာရီရောက်တဲ့ခါမှာတော့မြန်မာပြည်အနှံ့ပြားမှာဆက်လက်မိုးရွာသွန်းနေပြီးတော့ရခိုင်ရိုးမနဲ့ချင်းတောင်တန်းပေါ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်မှာမိုးပါသွားပြီးတော့တနင်္လာနေ့တိုင်းမှာဆက်လက်ပြီးတော့မိုးကျနိုင်ပါတယ်။တရက်နေ့ညနေ6:00နာရီကနေပြီးတော့ညနေ7:00နာရီတွင်မှာတော့ မြမပြည်အနှံ့ပြားမှာ နေရာကွက်ကြားဆက်လက်မိုးများနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ချင်းတောင်တန်းဒေသပေါ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲကျွန်တော်တို့ငလျင်ဒေသမှာလည်းဆက်လက်ပြီးတော့မိုးရွာသွန်းနှင်မှာဖြစ်ပါတယ်ထို့အတူချင်းမိုင်ချင်းရိုင်းတာချိလိမ့်မှာ ပြန်ပြီးတော့မိုးကျနိုင်တယ်လို့ပဲဗိတ်တဝဲဘက်မှာလည်းမိုးကျနိုင်ပါတယ် ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်မှာတော့မိုးပွားသွားတာတွေ့ရပါတယ်မေလ၁ရက်နေ့24နာရီမိုးရေရရှိနိုင်တဲ့ခမန်းချက်ကိုပေါင်းစပ်ကြည့်တဲ့အခါမှာဆိုလို့ရှင်တော့မြန်မာပြည်အလဲပိုင်းချင်းတောင်တန်းရခိုင်ရိုးမမြောက်ပိုင်းရခိုင်ရိုးမတောင်ပိုင်းရှမ်းပြည်နယ်တို့မှာဆက်လက်ပြီးတော့မိုးရေကြီးနှစ်လမ်းမဝန်းကျင်ရရှိနိုင်တဲ့အနေအထား ရှိတဲ့အကြောင်းမလို့ကြိုတင်ပြင်ဆင်ထားဖို့သတိပေးလိုပါတယ်ထို့အတူဘန်ကောက်မှာမိုးနှဲငယ်ကြသလိုပဲမဲဆောက်နားကဖလူးမှာမိုးနှဲနှဲကြမယ်ထို့အတူ ချင်းမိုင်ချင်းတိုင်းမှာလည်းဆက်လက်ပြီးတော့မိုးကြမှာဖြစ်ပါတယ်နှစ်ရက်နေ့မေလရောက်တဲ့အခါမှာလည်းမြမပြည်တစ်ခုလုံးနေရာစိတ်စိတ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါသေးတယ်အဲ့ဒီဒေတာကတော့နေပြီးတော့ မန္တလေးရဲ့ရှေ့ဘက်ခြမ်းရှမ်းပြည်နယ်တစ်ခုလုံးဖြစ်တယ်လို့ပဲနေပြည်တော်အောက်ဘက်ရန်ကုန်တိုင်းမြောက်ဘက်ဧရာဝတီတိုင်းမြောက်ဘက်ရခိုင်ရိုးမအပေါ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့သတင်းနိုင်တောင်နှန်းဒေသမှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်။၃ရက်နေ့မေလမှာတော့မန္တလေးတိုင်းအရှိမြောက်တောင်နှန်းဒေသတစ်ခုလုံးနေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ပဲအခြားဒေသတွေမှာတော့မိုးပါသွားပြီးတော့ကချင်းပြည်နယ်ရှမ်းပြည်နယ်မှာတော့ဆက်လက်မိုးပြားနိုင်ပါတယ်ထို့တူစစ်တောင်းမြင့်ဝမ်းမှာလည်းဆက်လက်ပြီးတော့မိုးရမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုအစီအစဉ်တွေကိုကိုသက်ထွေးနိုင် Telegram ကနေပြီးတော့ MP3 file နဲ့ကျွန်တော်တို့ဆက်လက်မျှဝေနေပါတယ်မိမိတို့မိတ်ဆွေများတရှိနိုင်ရန်အတွက်ပြင်ဆင်နိုင်ရန်အတွက်မျှဝေပေးကြပါအားလုံးကျေးဇူးတင်ပါတယ် ဗီဒီယိုမှာဆိုလို့ရှိရင်နော်မိုးလေဝသပညာရှင်ဦးထစ်တင်ကပေါ့နော်မုံတိုင်းတတင်းနဲ့ငလေးတတင်းကိုကျွတ်တင်ခမန်းပေးလိုက်ပြီပေါ့နော်ဒီလိုကျွတ်တင်ခမန်းပေးလိုက်တဲ့မိုးလေဝသပညာရှင်ဦးထစ်တင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အခုကြည့်နေတဲ့အမျိုးကြီးလည်းကျွတ်တင်ပစ္စည်းကောက်ွက်လို့ရအောင်လို့ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်မိုးကဗီဒီယိုလေးကိုဆုံးထိလက်ပတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းမိုးနောက်ဆုံးရမိုးလေဝသနဲ့ငလေးတတင်းတွေကိုနေ့စဉ်နဲ့တက်ဆက်ပေးမှာမို့မိုး channel ကို like and subscribe နဲ့တောက်ဖို့တောက်ဆိုပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တာတာ